ါတော့အမဝတ်ပြတ်ထားတဲ့ဒီလက်အလိမ်ပုံစံလေးကို ပြညာဒါနာပေးမယ်ကွယ်ကဲအဲ့တော့မတို့ဒါဆိုရင်ဒီလက်ပုံလက်ပုံလေးပေါ့နော်လက်ပုံလေးကိုမတို့ပိတ်မှာအကုန်လုံးချက်စာထုတ်ပြီးညက်ထားမယ်ညက်ပြီးလို့ရှိရင်မတို့ကိုလိုတဲ့နေရာမှာအခုအမပြတ်ထားသလိုအဝိုင်းပုံစံလေးကိုမှတ်ခဲလေးနဲ့ဖောက်ပါလေးမတို့ဒါလေးကိုအဝိုင်းပုံစံလေးလုပ်လိုက်မယ်လုပ်ပြီးတော့ခမအခုအမချုပ်ပြတယ်လို့ဒီအဝိုင်းပုံစံလေးကိုတိုင်းလိုက်ပြီးတော့ချုပ်မယ်ချုပ်ပြီးလို့ရှိရင်အဲ့ဒါလေးကိုလှည့်မယ်နော် အဲ့ဒါအခုအမလှည့်ပြထားသလိုတည်းအလိန်လေးဖြစ်သွားအောင်လှည့်ပေးမယ်။တွေ့ရနော်အခုအမလှည့်ပြထားသလိုလေးတေချာလိုက်ပြီးတော့လှည့်မယ်လှည့်ပြီးလို့ရှိရင်မတော့ပြန်လေးရင်လည်းထိုးမယ်သူရဲ့အတွန့်ရလေးအတိုင်းကိုမတော့ခောက်လိုက်ရုံပဲအစင်တင်လေးခောက်လိုက်ရုံပဲနော်အဲ့ဒါလေးကိုခောက်မယ်ခောက်ပြီးတော့ပြန်လေးတွဲမယ်တွဲပြီးလို့ရှိရင်မတော့အဲ့ဒီဟာလေးကို မတို့မီးဘူးလေးတိုက်ပေးတာပို့ကောင်းတယ်ဒါမှမဟုတ်လို့ရှင်လည်းမတို့အကုန်လုံးပြီးမှတိုက်ပေးမယ်ဆိုလည်းရတယ်နော်ဒီဟာလက်မမဟုတ်ဘူးမတို့အင်ဂျီပတ်တန်လေးမှဆိုရင်လည်းသုံးလို့ရတယ်အဲအင်ဂျီလေးမှအရှိလေးမှဖြစ်ဖြစ်မတို့နှောက်ကြောလေးမှဖြစ်ဖြစ်ဟိုကြိုက်တဲ့နေရာမှာသုံးလို့ရတယ်ကွာတည်မလားအဲအဲ့ဒီဟာလေးကိုမတို့အခုသူ့ရဲ့ပုံစံရပြီးလို့ရှင်လှည့်ပြီးလို့ပြင်ရတွဲပြီးလို့ရှင်မတို့ဒါလေးကိုအဲသူ့ရဲ့လက်ပုံတန်းလေးကိုလိုက်ညံ့မယ်အင်ဂျီမှာဆိုလည်းသူ့ရဲ့အင်ဂျီပုံစံလေးတန်းကိုလိုက်ပြီးတော့ညံ့လိုက်နော် ကဲအဲဆိုရင်မသူ့ရဲ့လက်ဘတန်လေးရဲ့ဒီလိန်ပုံစံလေးရရသွားပြီနော်ကဲအမဒီမှာပုံလေးလက်ပြထားတယ်အမကိုပြထားတာလေးလက်တစ်ချက်ကြီးလိုက်နော်ကဲအဲ့တော့အမတို့